thank uh you -huh. င်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ KYA ကပြစ်ချလိုက်တဲ့ရဟရင်တစည်းကိုရွှေကူမျိုးနဲ့စီငန်းရွာအနောက်ဘက်ရှိတောထဲမှာတွေ့ရှိခဲ့ပြီးလင်းရင်မှုမိုးထအောင်ရေရှုပ်လောင်းကိုရှာတွေ့ရကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာတဲ့ရဟရင်သုံးစီးကို KYA ပူပေါင်းဖွဲ့ကဒီကနေ့ပြက်ခတ်ခရာနှက်စီထိမှန်ပြက်ကျသွားခဲ့ပြီးပြက်ကျသွားတဲ့တစည်းကိုရွှေကူမျိုးနဲ့စီငန်းရွာအနောက်ဘက်ရှိတောထဲမှာတွေ့ရှိခဲ့ကလင်းရင်မှုမိုးထအောင်ရေရှုပ်လောင်းကိုရှာတွေ့ခဲ့ကြောင်း KYA ရှေ့တန်းတရင်အရှင်မြစ်ကပြောပါ ါတယ်ဒီကနေ့နေ့လယ်တနားရီကျော်ချိန်ဗမော့စကခ21ကိုစစ်ကူလာပူတဲ့စင်ရဟန်ရင်တုံစီကို KI ပူပေါင်းတပ်တွေကပြစ်ချခဲ့တာဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပြစ်ခတ်လိုက်နိုင်တဲ့စင်ရဟန်တစီမှာရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငန်းရွာနောက်ဖက်ရှိတောထဲမှာပြစ်ချသွားကြောင်း၎င်းရဟန်ရင်ပြည်နယ်လို KI တပ်ဖွဲ့ဝင်တွေရောက်ရှိသွားပြီးရဟန်ရင်ပြည်စီများနဲ့လေရင်မှုမိုးထက်အောင်ရေရှုံလောင်းကိုရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ပြူဟာမှုလာလေတာဒီရဟန်ရင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအရာဝတီမြေနောက်ဖက် KI တရင်ကတော ထဲမှာပြတ်ကြတယ်။အဲ့ဒီနေရာကိုငါတို့ကရင်ကလူတွေရောက်နေပြီးနောက်တစ်စီးကတော့ရွှေကူမှာအရေးပေါ်စင်းတာမှာဘေးဆောင်ကြီးလဲဆင်းသွားတယ်။ပန်ကကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူး။ငါတို့ပြစ်တန်ရဟန်ရင်နှစ်စီးလုံးပြတ်သွားတယ်။တောထဲမှာပြတ်သွားတဲ့ရဟန်ရင်မှာပြူဟာမှုပါတယ်အားလုံးသိရဲ့ငါတို့ဖွဲ့တွေရောက်နေပြီးရွှေကူမှာအရေးပေါ်စင်းတဲ့ကောင်တွေကပန်ကကျိုးသွားပြီးဘေးဆောင်ကြီးလဲနေတယ်လို့ကရင်ရှိတဲ့တရင်အရင်မြစ်ကပြောပါတယ်။ ရခိုင်ကလည်း KYI ကစစ်ကောင်စီတရရဟန်ရင်နဲ့တိုက်လီရင်တွေကိုပြစ်ကြတဲ့အထိပြစ်ချနိုင်ခဲ့တယ်။2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မုံမောင်မြို့နယ်မြို့တည်နယ်ကုန်းလာကြမှာစစ်ကောင်စီရဲ့ MI 35တိုက်ခိုက်ရင်ရဟန်ရင်ကိုကချင်လူမျိုးရေးတပ်မတော် KYI ကပြစ်ချခဲ့ကြောင်းအဲ့လိုပြစ်ချခဲ့မှုကြောင့်ရဟန်ရင်ပြစ်ကြပြီးရဟန်ရင်မှုပုံမှုကြော်စီရတော်ပူကြီးတန်ထွန်လင်း အုတ်ခွဲတက်ကြက်ကြီးကြော်စွာအောင်တို့တည်ဆုံခဲ့ပါရယ်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်ချိန်ဝိုင်းမော်မြို့နယ်နားဖော့စစ်တပ်စခန်းကိုရိခါလာပို့တဲ့စစ်တပ်ထောက်ပို့ MI-17 ရဟရင်တစီကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟရင်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရှင်းဦးတည်ဆုံပြီးရဟရင်လည်းပြက်စီးသွားပါရယ်2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလည်းရှမ်းမြောက်ဒေသကွတ်ခိုင်မြို့နယ်နန်းဖက်ကာရွာတိုက်ပွဲဒေသထံကိုပုံလာခြင်းနဲ့စစ်ကောင်စီရဲ့ပုံတွေကိုလည်းဖော်ပြထားပါရယ်နေ ောက်တက်တဘုံနီနဲ့အိန္ဒိယစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ပါကဖာရှဲပေါ်ဆဲဦးတည်ဆုံးဖို့အိန္ဒိယဆိုရနဲ့ NUG တို့တွဲဆောင်မယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးဖွဲ့ပါကဖာကရှဲပေါ်ဆဲဦးကန်ကိုအိန္ဒိယအာတန်ရိုင်ဖယ်တပ်များကပစ်ခတ်မှုကြောင့်တည်ဆုံးခဲ့တဲ့ပေါ်အိန္ဒိယအစိုးရတာဝန်ရှိသူများနဲ့တွဲဆောင်ညီနိုင်ဆောင်ရွက်သွားမယ်လို့ NUG အစိုးရကပြောပါတယ်။အိန္ဒိယမြန်မာနှစ်နိုင်ငံနဲ့ဆက်စကိုင်းတမူးမျိုးနဲ့မှာအိန္ဒိယအာတန်ရိုင်ဖယ်တပ်များကတမူးခိုင်ကပါကဖာရှဲပေါ်ဆဲဦးကိုပြီးခဲ့တဲ့မေလ၁၄ရက်ကပစ်ခတ်မှုကြောင့်တည်ဆုံးခဲ့ရပါ ါတယ်။အဆိုပါပြစ်ခတ်ခဲ့လို့တည်ဆုံသွားတဲ့ရဲဘော်များအတွက်အမှုမှန်ပေါ်ပေါက်ရေးကိုတမူးခရိုင်ပကဖဖွဲ့မှမြေပြင်အခြေအနေကိုသိရှိဖို့ NUG အစိုးရတန်ဆာဖို့အကြောင်းကြားခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့အိန္ဒိယအစိုးရကတာဝန်ရှိသူများနဲ့အမှုမှန်ပေါ်ပေါက်ဖို့တွဲဆောင်ဆွေးနွေးနေကြောင်း NUG မှပြောရင်းဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါတယ်။ NUG ကကာကွယ်ဝင်ကြီးဌာနနဲ့နိုင်ငံခြားရေးဝင်ကြီးဌာနတို့ကအိန္ဒိယဘက်ကတာဝန်ရှိသူတွေနဲ့တွဲဆောင်ဆွေးနွေးနေတာရှိပါတယ်။ဘာရင်းဆွေးနွေးနေလဲဆိုတာက တော့အသေးစိတ်ပြောလို့မရသေးပါဘူးသက်ဆိုင်ရာဌာနတွေကလိုအပ်ရင်ထုတ်ပြန်ပေးလာပါလိမ့်မယ်လို့၎င်းကပြောပါတယ်အိန္ဒိယအာသန်ရိုင်ဖယ်တပ်များကတမူခရိုင်ကပါကဖာရဲဘော်စင်ဦးမဏိပူရာပြည်ဂျန်ဒီခရိုင်ပြည်ပြည်ဆိုင်ရာနယ်နိမိတ် New Standard အနီးမှာပြစ်ခတ်မှုကြောင့်တည်ဆုံးခဲ့ရကြောင်းသိရပါတယ်အိန္ဒိယအာသန်ရိုင်ဖယ်တပ်တွေက အိန္ဒိယမြန်မာနေဆက်အနီးမှာစစ်စင်ရေးဆောင်ရွက်နေစဉ်တမှုခရင်ကပကဖားဖွဲ့ကိုပြစ်ခတ်မိရမှာတိစုံသွားခြင်းဖြစ်ကြောင်းအိန္ဒိယအာတန်ရိုင်ဖယ်တပ်ရဲ့မေလ15ရက်ထုတ်ပြန်ခဲ့တဲ့သတင်းညားသိရပါတယ်တိစုံသွားတဲ့ပကဖားဖွဲ့ဝင်စင်ကြီးရဲ့ရုပ်လောင်းကိုအိန္ဒိယဘက်မှပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းရှိမရှိကိုနှစ်ဖက်ဖွဲ့စည်းကတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်ရွှေကောက်ပွဲမတိုင်မီစုံရှုံမြို့များပြန်လည်တင်ပိုင်ရင်နေမြေစုံမှုရေးထိုးစစ်စင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်နေပြည်တော်စစ်ရုံး မမင်းအောင်လိုင်ကစီရီအစည်းအဝေးများမှာဇက်တိုက်ခေါ်ယူနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စကောင်းစီကပြုလုပ်ရန်ရှိနေတဲ့ရွှေကောက်ပွဲမတိုင်မီဆုံးရှုံးထားတဲ့မြို့များပြန်လည်သိမ်းပိုင်နိုင်ရေး၊နေမြေစိုးမိုးရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်နေပြည်တော်စီရုံမှမင်းအောင်လိုင်ကစီရီဆိုင်ရာအစည်းအဝေးများဇက်တိုက်ခေါ်ယူခဲ့တယ်လို့နေပြည်တော်စစ်ဘက်တရင်ရှင်မြစ်တွေကပြောဆိုပါရတယ်။ရုရှားနိုင်ငံမှာတရုတ်သမ္မတနဲ့တွေ့ဆုံခဲ့တဲ့မင်းအောင်လိုင်ကမေလ၁၂ရက်နေ့ကစတင်ပြီးစစ်ဆင်ရေးကိစ္စများကိုလက်အောက်ခံဗိုလ်ချုပ်များကစားထားမှုများနဲ့အစည်းအဝေးများခေါ်ယူခဲ့ကြောင်း အဲ့ဒီနောက်မေလ15ရက်နေ့နဲ့မေလ16ရက်နေ့မှာစစ်တိုင်းမှုတွေကိုနင်းပြတော်ကိုခုံယူခဲ့ကြအောင်အဲ့ဒီနောက်စည်ရေးဆိုင်ရာဆက်ဆက်အစည်းအဝေးများကိုတောင်းလျှောက်ဆိုသလိုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။လွန်ခဲ့တဲ့တစ်ပတ်အတွင်းမှာစည်ရေးဆိုင်ရာအစည်းအဝေးတွေကြီးပဲဆက်တိုက်လုပ်တဲ့စစ်စင်ရေးစီမံချက်တွေဆွဲတယ်လို့လည်းသိရတယ်။စည်ရေးထောက်ဖို့ခေရန်လက်နက် စင်ရေးဆက်တော့ပေါင်းစုံဆွေးနွေးမှုတွေရှိတယ်စစ်စင်ရေးဦးဆောင်သူတချို့လည်းအပြောင်းလဲရှိနိုင်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်မေလ15ရက်နေ့မှာမေလ16ရက်နေ့ထိပြုလုပ်တဲ့စစ်တိုင်းမှုများအစည်းအဝေးမှာနေမြေစိုးမိုးရေးကိစ္စတွေကိုပဲအဓိကဆွေးနွေးခဲ့ကြောင်းသိရပါတယ်ရုရှားခီးစင်မှာတရုတ်သမ္မတရှီကျင်းဖြင့်တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနယ်နိမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်လုံဆောင်မှုတွေကိုထောက်ခံနေဆိုတဲ့တရုတ်သမ္မတထံမှဂတိကဝတ်ရရှိပြီးတဲ့နောက်နေပြည်တော်စင်ရေးဆိုင်ရာအစည်းအဝေးများမှာမင်းအောင်လိုင်ကစစ်စင်ရေး များအတွက်ဆိုင်ရာထက်သန်မှုတွေရှိနေကြောင်းသိရပါဗျ။ နောက်ထပ်တပုံးနေနဲ့စစ်ကောင်စီရဲ့နေမြေကုံသွေး၏အသက်သွေးကြောထိုင်းမြန်မာနယ်ဆက်ရှိစစ်စခန်းများကို KNU ကသိမ်းပိုက်နေမှုမြို့ကြီးများသိမ်းပိုက်မှုထပ်ပုံမှုအရေးပါတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖြူဟာစခန်းများပါဝင်စခန်း60နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့သိရပါတယ်။အကြံဖက်စစ်ကောင်စီရဲ့ဝင်ငွေရလန်းနေဆက်ကုံသွေး၏အသက်သွေးကြောထိုင်းမြန်မာနယ်ဆက်တလျှောက်ရှိစစ်စခန်းများကို KNU ကသိမ်းပိုက်နေမှုမှာမြို့ကြီးများသိမ်းပိုက်မှုထပ်ပုံမှုအရေးပါတဲ့အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း KNU ဘဟုအလုံးမှုဆောင်လည်းဖြစ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူဘရိုစောတော် ီကပြောပါရယ်ထိုင်းနဲ့မြန်မာနယ်စပ်မြေတခြားမှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို KNL KNDO PDF မဟာမိတ်ပူးပေါင်းတပ်တွေကတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါရယ်မြို့ကြီးများကိုသိမ်းပိုက်ထားတာထက်ပိုမိုအရေးပါတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း KNU ဗဟိုလုံမှုဆောင်ဗဒုစောတော်နီကရှင်းပြပါရယ်အဓိကကဒါတကယ့်ကုံသွေးစခန်းကြီးမြောက်ရီမဲဆောင်ကုံသွေးစခန်းကြီးနောက်ပြီးတော့ TK နယ်စပ်ကုံသွေးစခန်းကြီးတွေကတကယ့်အရေးပါတဲ့နေရာတွေဖြစ်တဲ့မြို့ကြီးတစ်မြို့ဆောင်လောက်သိမ်းနိုင်တဲ့အနေအထားနဲ့တူတယ်ဘာလို့လဲဆိုတော့ရှေ တလန်တိုးဖို့အတွက်တကယ့်ကိုအရေးပါတယ်အဲ့ဒီနေရာတကူရရှိသွားပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့လို့ဘဒိုစောတော်နီကရှင်းပြပါတယ်ထိုင်းမြန်မာနယ်စပ်တခြားကရင်နီကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းထိနယ်နိမိတ်ကီလိုမီတာ3000ကျော်တည်ရနေတဲ့နယ်စပ်တစ်ခုလုံးကိုအကြမ်းဖက်စစ်တပ်ကင်းစင်တဲ့အခြေအနေရောက်ရှိစေရေးတိုက်ခိုက်မှုတွေပူးပေါင်းလှုပ်ဆောင်သွားမှာဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြပါတယ် ကျွန်တော်တို့အရှင်လျားဆုံးဖြစ်ခဲ့တဲ့နေဆက်မြင်းတိုင်းနိုင်ငံနေဆက်ဖြစ်နေတယ်။ကရင်နီနေဆက်တက်မာကစပြီးတော့တက်မာလီအစုံထိအဲ့ဒီလောက်ကီလိုမီတာရာပေါင်းထောင်ပေါင်းချီတဲ့နေရာကိုကျွန်တော်တို့လွဲမောင်းနိုင်တယ်မဆိုတာဒါကျွန်တော်တို့ရဲ့အောင်ပွဲပဲအဲ့ဒီဟာကြောင့်မလို့ဒီဟာတွေကဟိုးအတွင်းထဲမှာသွားပြီးရယူလာနေဒီကနေကျွန်တော်တို့ရယူလာနေလုံးဝမတူဘူးကျွန်တော်တို့ရဲ့နေဆက်မြင်းမှာတိုင်းနဲ့ဆက်ဆက်နေတဲ့တက်မာငါးနေမြေတွေဆိုရင် ပြောင်းရှင်းပြီးပြီးအခုကတက်မှခုနှစ်ကလည်းကုန်တော့မယ်။နည်းနည်းလေးပဲကျန်တော့တယ်။တက်မှအကြောင်းဆိုလဲစစ်ကောင်စီပြူဟာတစ်ခုလောက်ပဲကျန်တော့တယ်။အဲ့ဒီနေဆက်မှာတက်မှလေးဆိုလို့ရှိရင်စစ်ကောင်စီရဲ့ထီးဟီးစကန့်ဆိုပြုတ်ထွက်ကုန်ပြီလို့ဘဒူစောတော်နီကရှင်းပြပါဗျာ။ KNL ဦးဆောင်မဟာမိတ်ပူပေါင်းတပ်များကစစ်ရှင်မြေတိုက်ခိုက်နေမှုကြောင့်ရခိုင်စောမောင်တန်းရွှေခေတ်ကစစ်တပ်ကတရင်ပေါင်းများစွာအပြုတ်ခံရယူခဲ့တဲ့နေမြေများမှာစစ်စခန်းကြီးများကိုရပ်ပိုင်းတွင်တိုက်ပွဲများနဲ့ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းသိရပါတယ်။လက်တလော KNU တပ်မခုနှစ်နေမြေပိုင်းဂျုံဒီတာမှာမော်ဖိုးကီစခန်းကို KNL မဟာမိတ်ပူပေါင်းဖွဲ့တွေကနေမြေရှင်းလင်းတိုက်ခိုက်နေပြီးနော်တရတောင်စစ်စခန်းကိုလည်းဝိုင်းပတ်ပိတ်ဆို့ဖျက်တောက်ထားကြောင်းသိရပါတယ်။ KNU တပ်မလီတပ်မ၅တပ်မ၆တပ်မ၇နေမြေတွင်းရှိအကြမ်းဖက်စစ်ကောင်စီပြူဟာစ ကန်းကြီး၁၀ခုတက်မနယ်ကို KNL တက်တွေကသိမ်းပိုင်ရရှိထားတဲ့ပြင်နေကြားခံစစ်စခန်းကုန်20ကျော်နဲ့ကကင်းစခန်းငယ်များပါဝင် စုစုပေါင်းစစ်စခန်း90နီးပါးကို KNL KNDO PDF မဟာမိတ်ပူးပေါင်းတက်တွေကသိမ်းပိုင်စုမှုထားနိုင်ပြီဖြစ်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။